پاروں میں میگرام باقی آیا ဒီနေ့ကျွန်တော် digital တက်ပုံတစ်ခုကိုအတူစစ်ဘယ်လိုခွဲခြားမလုပ်ဆိုတဲ့အကြောင်းအရာလေးကိုဖော်ပြပေးသွားမှာဖြစ်တယ်။ဒီလိုအချိန်ဒီမှာ digital တက်ပုံနေရာဆိုလို့ချင်းအတူလားအစ်လားဆိုတာကိုအမှန်တကယ်ခွဲခြားဖို့အတွက်လိုအပ်ပါတယ်။အဲ့လိုခွဲခြားဖို့အတွက်ဒီ online မှာရှိတဲ့ tool တွေကိုအသုံးပြုပြီးတော့ခွဲခြားလို့ရတယ်ဆိုတာကိုလူချင်းမင်းတို့အားလုံးတိတော့အောင်လို့ကြောပြပေးခြင်းပါတယ်ဒီ digital တက်ပုံတွေကို2၃မျိုးကိုအသုံးပြုပြီးတော့ဘယ်လိုများအတူစစ်တွေခွဲခြားစိတ်ပြလို့ရအောင်ဆိုတာကိုအားလုံးပဲကျွန်တော်နဲ့အတူ live ပ ပြီးတော့ကြည့်ရှုပေးနေကြပါတယ်ပထမအဦးဆုံးအနေနဲ့ကျွန်တော် Google search engine ကနေပြီးတော့ email တွေကိုဘယ်လိုရှာလို့ရလဲဆိုတဲ့နည်းလမ်းလေးကိုပြောပြပေးမှာဖြစ်တယ်ဒီနည်းလမ်းလေးကိုအသုံးပြုဖို့အတွက်တော့ကွန်ပျူတာမှာဆိုရှင်ကျွန်တော် Google Chrome ကနေပြီးတော့ search engine ကိုခေါ်တာပို့ပြီးတော့ခေါင်းတယ်ပေါ့နော်အဲ့ဒါမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီ Microsoft Edge တို့ Firefox တို့ကလည်း အသုံးပြုလို့ရတယ်။အဲကျွန်တော်အနေနဲ့ကတော့အခုဆိုရင် Google Chrome လေးကိုကျွန်တော်ဖွင့်လိုက်တယ်အဲ့လို Google Chrome လေးကိုဖွင့်လိုက်ပြီးပါလို့ရှိရင်ကျွန်တော်တို့ဒီအပေါ်က session ရဲ့ URL မှာ www.gogoogle.com ဆိုပြီးကျွန်တော်ကနှိပ်လိုက်တယ်အဲ့လိုနှိပ်ပြီးပါလို့ရှိရင်ကျွန်တော်တို့စပြီးတော့ကျွန်တော် search by image ဆိုတဲ့ icon လေးကိုကျွန်တော်နှိပ်လိုက်တာနဲ့တန်းပြီးတော့ကျွန်တော် image တွေကိုကျွန်တော်ချလို့ရပါပြီကျွန်တော်ဂျာကနေတကူဖြတ်ပြီးပြောချင်တာကတော့ ကျွန်တော်အခုပြပေးမှာကကွန်ပျူတာနဲ့ပြပေးမှာဖြစ်ပေမဲ့လည်းကျွန်တော်တို့ app နဲ့ရော android နဲ့ရောအသုံးပြုနေတဲ့ mobile user တွေအတွက်ဆိုလို့ရှိရင်သူတို့စီမှာ app store ဖြစ်ဖြစ် app store ပဲဖြစ်ဖြစ် chrome application ကို download လုပ်လိုက်ပါ download လုပ်ပြီးတော့ install လုပ်လာလုပ်ထားပါကိုယ့်ရဲ့ဖုန်းထဲမှာပြီးလို့ရှိရင် chrome application ကိုဖွင့်လိုက်ပါ chrome application မှာအပေါ်မှာရှိတဲ့ url မှာကျွန်တော်တို့ www.com ဆိုပြီးတော့ကျွန်တော်ရိုက်လိုက်ပါ အဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ URL မှာ www.com ဆိုရိုက်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့စပြီးတော့ကျွန်တော် Google Search ကိုအသုံးပြုလို့ရမှာဖြစ်တယ်။ဒါပေမဲ့ဒီမှာ Google Search ကိုအသုံးပြုရဲ့အချိန်မှာကျွန်တော်ဒီ version နဲ့ကျွန်တော်အသုံးပြုလို့မင်းရပါအောင်ကျွန်တော်ပြောမယ့်ဒီ image search ကကြတော့အဲတော့ကျွန်တော်ဒီမှာဘာလုပ်ပေးရမလို့ဆိုလို့ရှိရင်သူ့ကို ဒီ mobile version ကနေပြီးတော့ desktop version ကိုပြောင်းပြီးရမှာဖြစ်တယ်။အဲကျွန်တော်အဲ့ဒါလေးပြောင်းမယ်ဆိုလို့ချင်းအပေါ်မှာရှိရကျွန်တော်အဆက်လေး30ကိုသွားရမယ်။သွားပြီးလို့ချင်းကျွန်တော်ဒီ desktop size ဆိုတဲ့ icon လေးရှိတယ်ပေါ့နော်။အဲ icon လေးမှာကျွန်တော် shape mode လေးကို on ပေးလိုက်ရမှာဖြစ်တယ်။အဲ့ဒါဆိုလို့ချင်းကျွန်တော်ဒီ Google ရဲ့ဒီ search engine ਆ ဆိုလို့ချင်းကျွန်တော်တို့ desktop version ပြောင်းမှမှာဖြစ်တယ်ပေါ့နော်။အဲ့ဒါဆိုကျွန်တော်တို့ကဒီမှာ image set လေးကိုနှိပ်လိုက်တာနဲ့ကျွန်တော်ဒီ Google လမ်းရဲ့ search engine ဆိုတဲ့ပုံစံလေးရဆိုလို့ချင်းကျွန်တော်တို့ဒီ desktop မှာရှိတဲ့ပုံစံလေးနဲ့တူသွားမှာဖြစ်တယ်။အဲ့ ကြောင့်ပထမဆုံးကျွန်တော်ရှာမှာတော့ allow a fine ဆိုတဲ့ဒီလေးနဲ့ကျွန်တော်သုံးပါဖြစ်တယ်ကျွန်တော်မှာဆိုတပ်ပုံတွေအများကြီးရှိတယ်အဲ့ဒီထဲမှာကျွန်တော်ပထမဆုံးနေနဲ့ ရော်နယ်ဒိုရဲ့ပုံကိုကျွန်တော်ရှာပွေးလိုက်မှာဖြစ်တယ်။အဲကျွန်တော်ရော်နယ်ဒိုရဲ့ပုံကိုယူလိုက်တာနဲ့တန်းပြီးတော့ဒီမှာဆိုရင်ရော်နယ်ဒိုရဲ့ပုံကိုအောက်မှာပြထားတယ်ပေါ့နော် reset တွေအများကြီးရှိတယ်။အဲဒီထဲမှာကျွန်တော်တို့ဒီမှာဆိုရင် CAZ Max ဆိုတဲ့ဟာလေးကိုကျွန်တော်ယူလိုက်မယ်။ယူလိုက်ရင်ဘာကြောင့်လို့တော့သူကလုံးဝဒီကျွန်တော်ရှာတဲ့ပုံနဲ့ exactly တူညီတဲ့ပုံကိုပြပေးမှာဖြစ်တယ်။အဲဒီပုံတွေအများကြီးပဲပေါ့နော်။ဒီရော်နယ်ရဲ့ပုံပုံမျိုးယူသုံးလာတဲ့လူတွေကနည်းနည်းတော့မဟုတ်ဘူး။ အဲ့ထဲမှာမှကျွန်တော်တို့အများအားဖြင့်ကျွန်တော်ကြည့်လိုက်လို့ရှိရင်ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်သူရဲ့ပုံကိုယူသုံးထားတဲ့အထဲမှာမှဒီ6နှစ်အကိုပေါ့နော်9ရာအကိုတော့မှအင်းမိတ်ဆိုင်နေတဲ့အကြီးဆုံးနေတဲ့ယူသုံးထားဟိုပေးထားတာတော့ဒီ Jiju ပေါ့နော် Jiju ရဲ့ဒီ fashion ကနေပြီးယူသုံးထားတဲ့ပုံအားဆိုရှင်ဟိုဘယ်လိုပြောမလဲအကောင်ဆုံးပဲပေါ့နော်သူရဲ့နှစ်ကလည်းသူကကြတော့ အများဆုံးပဲဒီပုံအားဆိုရင်သူ့စီကနေပြီးတော့မှတခြားလူတွေပြန်သွားတယ်လို့ကျွန်တော်ကယူဆလို့ရတယ်ပေါ့နော်အဲ့တော့တခြားလူတွေကဒါဒီ Jordan Rare ပုံကို image ကိုတစ်ခါတစ်ခါယူသုံးနေကြတာပေါ့နော် အားသူလို့ချင်းကျွန်တော်ကြည်ကျူတဲ့ပုံအားသူချင်းပထမဆုံးပုံဖြစ်ဖို့များရဲ့တော့ကျွန်တော်ယူဆလို့ရတယ်အဒုတိယအနေနဲ့ကျွန်တော်ပုံလေးပုံထက်ရှာမယ်ပေါ့နော်ဒီပုံကကြောက်ကြောက်ရိုးရိုးနဲ့ပုံအများကြီးတုံထားတယ်အဲ့မှာမဟုတ်ဘဲကျွန်တော်မမတင်စားရဲ့ပုံကိုကျွန်တော်ရှာလိုက်မယ်မမတင်စားရဲ့ပုံရှာလိုက်လို့ရှိရင်လည်းအဲ့လိုပဲဒီမှာဆိုရှင် C A Z Max ဆိုတာပေါ်ရင်အဲ့ဒါကျွန်တော်နှိပ်လိုက်မယ်ဆိုရှင်မမတင်စားရဲ့ပုံကကျွန်တော်နှစ်ပုံပဲတွေ့တယ်ပေါ့နော်နှစ်ပုံကကျတော့ဒီတင်စားဝင်းကျော်ဆိုတဲ့ Facebook account ကနေပြီးတော့ရှိတဲ့ဟာနဲ့နောက်တစ်ခုက မြနင်းဝေဆိုတဲ့ဒီ fashion palace ကိုပဲဆိုင်ရနေရှိနေတာနှစ်ခုပဲတုံထားတာတွေ့ရတယ်ဗောနော်အဲဆိုကျွန်တော်ကဒီဒါကတော့မမတင်စာရဲ့ favorite page အနေပြီးတော့တကယ် official ရိုက်ထားတဲ့ပုံဖြစ်တယ်ဆိုတော့ကျွန်တော်ယူဆလို့ရတယ်ဗောနော် အဲ့လိုမျိုးပဲထည့်ပြီးတော့ကျွန်တော်ဘာရေးချလို့ရအောင်ဆိုလို့ဒီမှာ URL link နဲ့တက်ချက်ချလို့ရတယ်။အဲ့ဆိုကျွန်တော်ဒီမှာတို့ရင် URL link နဲ့တက်ချက်ချပင်ဒီမှာဆိုကျွန်တော်ကောင်မလေးပုံရှိတယ်။အဲ့ကောင်မလေးပုံလေးကကျွန်တော်ပုံလေးပုံရွေးလိုက်မယ်။ရွေးပြီးလို့ရှင် copy email address ပါလေးကိုနှိပ်လိုက်မယ်။နှိပ်ပြီးလို့ရှင်ကျွန်တော်ဆောင်းနာကျွန်တော်ဒီ Google Lens ကိုရွေးမယ်။ပြီးလို့ရှင်အမ URL ကိုကျွန်တော်ဒီထဲမှာ paste လုပ်လိုက်မယ်ပြီးရင် search လုပ်လိုက်ရမယ် search လုပ်လိုက်နေဆိုတော့ねဒီခေါင်းမလေးပုံကိုကျွန်တော်ဒီမှာ exactly same ဖြစ်တဲ့ဟာတွေအကုန်လုံး ဖော်ပြပေးသွားမှာရှိတယ်ဒီမှာဆိုရှင်အများကြီးပဲပေါ့နော်အဲ့ဒီထဲမှာဒီမှာဆို3နှစ်အကိုပေါ့လွန်ခဲ့တဲ့3နှစ်တုန်းမှာဒီမှာအသုံးပြုတာပုံနှစ်ပုံကျွန်တော်တွေ့ရတယ်ဒါဆိုဒီနှစ်ဒီပုံအားဆိုရှင်ဒီနှစ်ခုကနေပြီးလာတယ်ဆိုတော့ကျွန်တော်ယူဆလို့ရတယ် active noun ဆိုတဲ့ပေးရနေပြီးတော့ဒီပုံလေးတွေကိုဖြန့်လာတာဖြစ်တယ်ပေါ့နော်ဂျန်တဲ့ဟာကြီးအကုန်လုံးကတော့ဒါအကုန်လုံးကဟိုဘယ်လိုပြောမလဲ copy ကိုဖိနှုတ်ထားတဲ့ပုံလေးဆိုတော့ကျွန်တော်ယူဆလို့ရတယ်။အဲကြတော့တခြားလူတွေကနေပြီးတော့ဒီပုံလေးကိုယူသုံးပြီးတော့မဟုတ်တာတွေရေးတာတွေမကောင်းတာရေးတာတွေလည်းအဲ့လိုမျိုးတွေဖြစ်နိုင်တယ်။အဲ့ဒါဆိုလို့ရှိရင်ဒါဆိုရင် feint ဆိုတာကိုကျွန်တော်တို့ကွန်ကွန်ကွန်မြင်နိုင်တယ်။ နောက်ထပ်ကျွန်တော် Google လမ်းနေပြီးတော့အသုံးပြုလိုက်ရတဲ့ feature လေးတစ်ခုရှိသေးတယ်။အဲ့ဒါ feature တွေကဘာအောင်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီ Facebook မှာပဲဖြစ် browser မှာဖွင့်ထားတဲ့ပုံလေးကိုကျွန်တော် right click နှိပ်လိုက်မယ်။နှိပ်လိုက်ပြီးလို့ရှိရင် search with Google လမ်းဆိုပြီးကျွန်တော်ဒိုက်ရိုက်ပေါ့နော်ကျွန်တော်တို့ကအဲ့ပုံကိုရှာလို့ရတယ်။အဲ့ဒါကျွန်တော်ဒီပုံလေးကိုရှာလိုက်တယ်ဆိုရင်တန်းပြီးတော့ဒီမှာမြန်မာ beautiful girl ဆိုတဲ့ပိတ်မှာပဲဒီပုံလေးကိုရှိပါတယ်ဆိုပြီးတော့သူကပြောထားတယ်ပေါ့နော်။အဲ့ဒါကျွန်တော်အာမရသေးဘူးထပ်ပြီးတော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ထပ်ပြီးတော့ကျွန်တော်ပုံလေးထပ်ပြီးရှိသေးတယ်။ ကျွန်တော်ဒီဟာဆိုရင် pixel.com ပေါ့နော် pixel.com ကနေပြီးတော့ကျွန်တော်ဒါ free photo တွေဒီထဲမှာရှိတယ်အဲ့ထဲမှာကျွန်တော်ဒီပုံလေးကိုကျွန်တော်ယူလိုက်ပြီးတော့ကျွန်တော် right click နှိပ်လိုက်မယ်နှိပ်လိုက်ပြီးတော့ search with google လောက်ယူလိုက်ယူလိုက်တယ်ဆိုတော့ ਨੇ တက်ပြီးတော့ဒီပုံလေးကိုကျွန်တော်ပြပေးမှာဖြစ်တယ်ဒီပုံလေးอ่ะဆိုလို့ရှိရင်ဒီမှာဒီပုံစံနဲ့စိမ့်ဖြစ်တဲ့ပုံလေးတွေအများကြီးပဲပြပေးအဓိကတော့သူကဘယ်မှာတော့ဆိုကြည့်လိုက်တော့သူကဂျပန်မှာရှိရပါတော့ဂျပန်က သူကတကယ်ကိုရေခဲဖြစ်နေတဲ့တောင်တောင်တွေပေါ်မှာရှိတယ်ဒီမြောက်တွေပေါ့နော်အဲ့မြောက်တွေရဲ့ပုံကြိုက်တာဖြစ်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီဂျပန်ကနေပြီးတော့ဒီမြောက်တွေအရဆိုလို့ရှိရင်ဒီနေရာမှာရှိနေတဲ့မြောက်တွေဆိုတော့ဒါအကုန်လုံးတည်နိုင်နေပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ဒီမြောက်ဒီပုံတွေကိုတခြားနေရာမှာမဟုတ်နေတဲ့နေရာမှာ၆သုံးထားရဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ဒါဒါဆိုလို့ရှိရင်တို့တို့ဒါဖိတ်ပုံတွေဖြစ်တယ်ဆိုတော့ကျွန်တော်တို့တီးလို့ရတယ် အဲဒါကျွန်တော် Google Search Engine နဲ့ရှာဖွေတာကိုကျွန်တော်တလောင်းနဲ့ပဲကျွန်တော်ရထားလိုက်မယ်ထပ်ပြီးကျွန်တော်ထပ်ပြီးဘာနဲ့အသုံးပြုပြီးရှာဖွေထားအောင်ကျွန်တော်ပြောပြမှာဆိုလို့ရှိရင်ကျွန်တော်ဒီ Thin e ဆိုတဲ့ application ကြီးပေါ့နော် thin.ey.c1con ဆိုတဲ့ application ကိုကျွန်တော်တွားမယ်ပေါ့နော်ဒီ Thin e application ကလည်းဒီ reverse image search ပါပဲသူကကျွန်တော်ဒီ Google နဲ့ဆင်တယ်ဒါပေမဲ့သူက Google လိုမျိုးနဲ့တော့နည်းနည်းတော့ကွဲပြားတယ်ပေါ့နော် အကြောင်းသူမှလည်းဒီ Google လိုမျိုးပဲကျွန်တော်တို့ဒီမှာတို့ချင်း URL ပေးလို့ရတယ် search by image URL နဲ့ပြီးလို့ချင်း upload the image ဆိုတာနဲ့ယူလို့ရတယ်ဒါပေမဲ့ Google ကတခုကောင်းတာကြတော့ဘယ် image ကိုမဆို right click နှိပ်ပြီးတော့ search by Google လမ်းနဲ့တရိုက်ချလို့ရတာရှိတယ် အဲ့တော့ကျွန်တော်ဒီရာလေးမှာသူချင်းဘာအားသာချက်အားနည်းချက်ရှိမလို့လဲကျွန်တော်စဉ်းစားမယ်ပေါ့နော်အဲ့တော့ကျွန်တော်ပထမရှိရကျွန်တော်ရှာထားတဲ့ပုံလေးရှိတယ်အဲ့တော့ကျွန်တော်ဒီပုံလေးကိုပဲကျွန်တော်ပြန်ချမယ်အဲ့တော့ကျွန်တော်ဒီပုံလေးမှာ copy image address ဆိုတာကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးတော့ကျွန်တော်ဒီ thin end ကိုတွားလိုက်ပြီးတော့အဲ့ပုံလေးကိုကျွန်တော် paste လုပ်လိုက်မယ် paste လုပ်လိုက်ပြီးတော့ search လုပ်လိုက်မယ် အဲ့ဒါဘာတွေများထူးခြားသွားမလို့ပေါ့နော်ဆိုတော့ကျွန်တော်ဟိုပါနေဒီမှာဆိုရှင်ထင်းတိုင်းမှာကျတော့0မှတ်ဖြစ်နေပေါ့နော်ဒါဆိုရှင်ဒီပုံလေးကိုအတွက်ပါဘူးပေါ့နော်ကျွန်တော်ဒီပုံလေးကိုအဓိကအသုံးထားတာကျွန်တော်တွေ့တာကကျတော့ Facebook မှာရှိတဲ့ကျွန်တော်ဒီ group တွေထဲမှာကျွန်တော်တွေ့တာများတယ်ပေါ့နော်အဲ့ကျတော့ကျွန်တော်ဒီပုံလေးကဆိုလို့ရှင်လက်ရှိ Facebook group တွေထဲမှာတွေ့ပြီးမြဲလို့ဒီမှာတော့ကျွန်တော်ဒီ URL နဲ့ share လိုက်တော့0မှတ်ဆိုပြီးတော့ပြနေလေကျွန်တော်အဲ့ဒါကိုမကျင်တတ်သေးဘူး အဲ့ကျွန်တော်မကျင်းတဲ့တွေကျွန်တော်အဲ့ဒါလည်းကျွန်တော်နောက်ထပ်တပုံထက်ရှာမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာပုံလေးတပုံယူလိုက်မယ်ဒါကျွန်တော်ဆိုတာ Facebook ကပုံလေးတပုံပဲပေါ့နော် Facebook ကပုံလေးထက်ရှာရဲဒါကကျွန်တော်ကျွန်တော်ဒီ Outlook and Email Manager အဲ့လိုပဲသူကဒီတင်းရဲ့အဲ့လိုမျိုးပြရတယ်အဲ့ကြောင့်ကျွန်တော်ထပ်ပြီးထပ်ပြီးနောက်ထပ်တပုံထက်ရှာမယ်နောက်ထပ်ဒီ Ronaldo ပဲပုံပဲကျွန်တော်ရှားလိုက်မယ်ကျွန်တော်ပုံမှန်နဲ့ Ronaldo ဒါချိန်မှကျွန်တော်ရှားရဲ reset တိုင်းပဲ အဲ့မှာဆိုလို့ရှိရင်ဒီမှာ Ronaldo ရဲ့ပုံကတော့သူကတွေ့တယ်ဒီမှာသူက321 reset တောင်သူကတွေ့တယ်ပေါ့နော်အဲ့မှာကျွန်တော်သူ့ရဲ့ကောင်းမွန်တဲ့အချက်တခုကိုကျွန်တော်ပြောပြချင်တာကျတော့ဘာအောင်ဆိုလို့ရှိရင်ဒီ Ronaldo ရဲ့ပုံရှာတဲ့အချိန်မှာသူကပြောထားတာကသူကဒီမှာဆိုရှင်ဒီမှာ tin eye နေပြီးရှာထားတဲ့သူက first intake by tin eye ပေါ့နော်သူက January 16 2016ဆိုပြီးကျွန်တော်ပြောထားတယ်။ဒါဆိုရင်ဒီပုံကဆိုရင်ဒီ January 16 2016မှာအစောဆုံးတွေ့ရပုံဟာဆိုရင်ဒီပုံပဲအဲ့လိုမှမဟုတ်ဘဲနဲ့နောက်ပိုင်းတုံးတဲ့လူတွေကနေပြီးတော့ဒီ January 16မှာမဟုတ်ဘဲနဲ့တခြားလူတွေတုံးထားရရဆိုရင်ဒါဆိုရင်ဟိုပြန်ပြီးတော့ဒီပုံတွေကိုယူတုံးထားတာ ဖြစ်တယ်ဆိုတော့ကျွန်တော်ပြောလို့ရတယ်ဒီအဲ့ဂျန်တဲ့လူတွေဟာရဖိတ်နေဖြစ်တာတော့ဒါမှမဟုတ်ဟိုသူ့ပုံမဟုတ်ဘဲနဲ့တခြားလူယူသုံးတာတော့ကျွန်တော်အဲ့ဒါပြောလို့ရတယ်ပေါ့နော်အဲ့ကြောင့်ကျွန်တော်ဒီတင်အိုင်းလေးရဲ့ result လေးကိုဒီတစ်ခုလေးကိုကျွန်တော်ပြောချင်ပါတယ်တင်အိုင်းမှာဆိုလို့ရှိရင်အဲ့ဒီတစ်ခုကောင်းနေပေါ့နော်ဒီပထမဆုံးကျွန်တော်ဟိုသုံးထားတဲ့ဟာဘယ်အောင်ဆိုတော့ကျွန်တော်ဒါကျွန်တော်မမတ်တင်စားပုံချာကြည့်လိုက်မယ်ကျွန်တော်ထင်တော့ဒီပုံကတော့ result မထွက်တော့ဘူးဟုတ်တယ်ကျွန်တော်ထင်တဲ့အတိုင်းပဲဒါ0မှာဖြစ်နေတယ်အဲ့ကြောင့်ကျွန်တော်ဒီမှာဆိုလို့ရှိရင် ထပ်ပြီးတော့ကျွန်တော်နောက်ထပ်နည်းနည်း popular ဖြစ်တဲ့ပုံလေးတစ်ပုံထပ်ပြီးတော့ကျွန်တော်ရှားမယ်ပေါ့နော်အထူးသဖြင့်တော့ Ronaldo ရဲ့ပုံပဲရှားမှာပဲအဲဒါကျွန်တော် Ronaldo ပုံရှားလိုက်တယ်ဆိုလို့ရှိရင်လည်းအဲ့လိုပဲဒီမှာဆိုရှင် reset ကကျွန်တော်30ပေါ့နော်30 reset ထွက်တယ်အဲ့ထဲမှာပါဒီမှာဆိုရှင် max 3ရက်ပေါ့နော်20 23တုံးမှာပုံဆိုတော့သူကပြောထားတယ်ပေါ့နော်ဒါဆိုရှင်အဲ့ပထမဆုံးအဲ့2 ီ၃လပိုင်း၃ရက်နေ့ကအသုံးပြုထားတဲ့ပုံပါဆိုခြင်းအစောဆုံးပုံဖြစ်တယ်။အဲ့နောက်ပိုင်းသုံးထားတဲ့ပုံညာဆိုတာ faint ပုံလေးဖြစ်ပုံများတယ်။ဒါမှမဟုတ် copy ကူထားတဲ့ပုံလေးဖြစ်ပုံများတယ်ပေါ့နော်။အဲကြတော့တင်းတိုင်းမှာတစ်ခုကောင်းတာဒီတစ်ခုကောင်းတယ်။ဒါပေမဲ့တစ်ခုတစ်ခုမကောင်းတာအကြောင်းသူကဆိုခြင်း Google လိုမျိုး favorite ရဲ့ page ပုံတွေကိုကျွန်တော်တို့ဒီမှာမပြပေးနိုင်ဘူးဆိုတော့ကျွန်တော်ပြောလို့ရတယ်။အဲကျွန်တော်ဒါဒါပေမဲ့လည်းကျွန်တော်တို့တစ်ခုခုပေါ်တော့ website တွေပိုင်းမှာကျွန်တော်အဲ့လိုပုံတွေပါတယ်ဆိုလို့ရှိရင်ဒီထဲမှာချလို့ရှိရင်ပထမဆုံးအစောဆုံးအနေနဲ့ဘဲပုံအားဆိုရှင်အသုံးပြုထားအောင်ဆိုတာကိုရှားဖွေနိုင်နေပေါ့နော်။အဲကျွန်တော်နောက်တစ်ခုသွားလိုက်မယ်။ဒီတစ်ခုဒီကျွန်တော် favor နဲ့ကျွန်တော်ဒီဒီ tin eye နဲ့ Google search ကဆိုရှင်ဒီလောက်ပဲပေါ့နော်။အဲ့မှာထပ်ပြီးတော့နောက်ထပ်အကောင်းဆုံး feature တစ်ခုရှိတဲ့ဟာကိုကျွန်တော်ပြောပြပေးပါဖြစ်တယ်။ နောက်ဆုံးတစ်ခါကျတော့ကျွန်တော်တို့ဒီ fake image detector.com ဆိုတဲ့ website ဖြစ်ပါတယ်ကျွန်တော်ဒီ fake image detector.com ကိုချခြင်းနဲ့ဆိုချင်း fake image detector ဆိုရလိုက်လို့လည်းတမ်းပြီးတော့အပေါ်ဆုံးမှာကျွန်တော်မြင်ရမှာဖြစ်တယ်ပေါ့နော်အဲကြောင့်ကျွန်တော်ဒီ fake image detector လို့ကျွန်တော်ယူလိုက်မယ်ယူလိုက်လို့ချင်းရှေ့ကနှစ်ခါကျတော့ကျွန်တော်ဒီ image တွေအရဆိုလို့ချင်းဒီတခြားလူကယူသုံးထားတာဆိုတာကိုကျွန်တော်စစ်ဆေးတာဖြစ်တယ်ဒီတစ်ခါကျတော့အဲ့လိုမျိုးမတူဘူးပေါ့နော်ဒီတစ်ခါကျတော့ဒီရှေ့ကနှစ်ခု ਨੇ different မှာ ဘယ်လိုမျိုးဆိုတော့ကျွန်တော်ပြပြပေးမယ်။ပုံမှန်ဆိုရင်ကျွန်တော် email ကို upload လုပ်လိုက်မယ်ပေါ့နော်။ upload လုပ်မယ်ဆိုရင်ကျွန်တော်ဆန္ဒဒီ claim လေးတယောက်ကိုကျွန်တော် upload လုပ်လိုက်မယ်။လုပ်လို့ပြီးကျွန်တော် scan တော့ဆိုတာလေးရှာလိုက်မယ်။အဲဆိုလို့ရှိရင်ဒီမှာ time ကိုဘာပြတော့ဆိုလော့ fly တဲ့ computer generate or modify image ပေါ့နော်။အဲဒီ image ကဆိုလို့ရှိရင် computer နဲ့တော့ generate လုပ်ထားတယ် modify လုပ်ထားတယ် ပုံဖြစ်တယ်သူကသူကပြောတယ်ဗောနော်ဒါဆိုရင်ကျွန်တော်ကျင်းတည်တယ်ဒီပုံမှာဆိုကျွန်တော်ပြင်ထားတဲ့ပုံပေါ့နော်ဒါသူကလှဝအောင်မဖြစ်ဖြစ်ဒီရင်မှာဟိုအယောင်လေးအများကြီးကိုလှပအောင်ပြင်ထားတာလည်းဖြစ်နိုင်တယ်အဲ့လိုမှမဟုတ်ဘဲထပ်ပြီးတော့ကျွန်တော်နောက်ထပ်တပုံထပ်ပြီးတော့ကျွန်တော်ကြီးလိုက်မယ်ကျွန်တော်မမတင်စားပေါ့နော်ကျွန်တော်မမတင်စားပုံလေးကိုကျွန်တော်ချလိုက်မယ်အဲ့လိုချလိုက်တဲ့အချိန်မှာဘာတွေထွက်လာမှုဆိုကျွန်တော်ကြည့်ကြည့်ကြအောင် ကျွန်တော် project နဲ့ကြာနေ okay ဒီမှာဆိုကျွန်တော်ဘာထွက်လာအောင်ဆိုလို့ရင် no error လေးပဲဒီ test ပေါ့နော်ဒါဆိုလို့ရင်ကျွန်တော်ဒီမမတင်စာပုံအဆိုလုံးဝပြင်ထားရင်းမရှိဘူးလုံးဝသူ့ရဲ့ origin နဲ့တက်ပုံရိုက်ထားတဲ့ပုံလေးပါသွားလို့ပြန်နေပေါ့နော်ဒါကြောင့်ကျွန်တော်ဒါဆိုတော်လို့ရတယ်ဒါဆိုရင်ကျွန်တော်လုံးဝသူ့ကိုဖျက်ညက်ကပ်လို့ရမှာမဟုတ်ဘူးဆိုတော့ကျွန်တော်လုံးဝ100%ယူဆပြီးတော့တက်တည်ပြလို့ရတယ် အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်ထပ်ပြီးကျွန်တော် AI ပုံလို့ပြမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီ AI ပုံလေးဒီပုံဒါဆိုရင်မင်းသားရဲ့ပုံပေါ့နော်ကိုရီးယားမင်းသားရဲ့ပုံတကယ်တော့ဒီပုံဆိုရင် AI နဲ့ generate လုပ်ထားတဲ့ပုံမှာဒါပေမဲ့တစ်ချက် resolution ကိုကြီးကြအောင်ဟုတ်လားမဟုတ်လားလို့အဲဒီမှာကျွန်တော်ပြောရတဲ့အတိုင်းပဲဒါ computer ဒီ generate တို့မို့ modified image ဆိုပြီးတော့ပြရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ကတိလို့ရတာကျွန်တော်ဟာဒီပုံနေရာဆိုရင်ပြင်ထားတဲ့ပုံနေ ညာဆိုရင်သူ့ရဲ့ပုံအစစ်မှန်မဟုတ်ဘူးသူဘယ်လောက်ထိပြင်ထားအောင်ဆိုတာကိုမသိဘူးပေါ့နော်အဲ့လိုမျိုးကြီးပေါ့နော်အဲ့တော့ကျွန်တော်ထပ်ပြီးနောက်ထပ်ပုံလုံးထပ်ပြီးတော့ရွေးမယ်ဒီ Ronaldo ရဲ့ပုံရွေးမယ်ပေါ့ဆိုတော့ကျွန်တော် Ronaldo ရဲ့ပုံဒီ Ronaldo ရဲ့ပုံကိုကျွန်တော်ရွေးလို့ရမယ်အဲ့တော့ကျွန်တော်ရွေးလိုက်မယ်ဒါဆိုရင်ဘာကြီးဖြစ်နိုင်တော့ပေါ့နော်ကျွန်တော်ပြောလို့မရအောင်ဒါသူ့ရဲ့ပုံကတော့ဟုတ်ဟမ်သူ့ရဲ့ပုံကတော့အမှန်ပဲဒါသူ့ရဲ့လုံးဝပြင်ထားခြင်းမရှိဘူးဒါလုံးဝသူ့ကိုလှမ်းညိုက်ထားတဲ့ပုံပဲဒါတစ်ခါတန်းပြီးတော့ ဒီ image ကိုတုံးထားတာပေါ့နော်အဲ့ဒါကြောင့်မို့ no error level detail ဆိုပြီးပြထားတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်အဲ့လိုဟို fade နေလို့ထားတဲ့ပုံလေးလည်းရှိတယ်အဲ့ပုံလေးတွေကျွန်တော်ကြာမယ်ဒီပုံလေးဆိုလို့ရှင်ဒါနောက်မှာနည်းနည်းဝါးထားတာမျိုးရှိတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ဒါကွန်ပျူတာနဲ့လုပ်ထားရလို့ထင်ရတယ်ပေါ့နော်ဟုတ်တယ်ဒီမှာဆိုတွေ့ရတဲ့အတိုင်းပဲဒါဆိုရင်နောက်မှာနည်းနည်းပုံစံလေး edit လုပ်ထားတဲ့ပုံစံတွေတွေ့နေရတဲ့ကြောင့်မို့သူကဒီမှာပြောင်းတော့ computer generate or modify image ဆိုပြီးတော့အဲ့လိုမျိုးပြရတယ်ပေါ့နော်အဲကြတော့ကျွန်တော်အနေနဲ့ဒီဒီ faint image detector ကိုကြည့်လိုက်တာရင်တန်ပြီးတော့ဟာဒီပုံကတော့ faint generate လောက်ထားလိုက်ဆိုတော့ကျွန်တော်ယူဆလို့ရတယ်။ရှိမှာကျတော့ Google search နဲ့ဒီ thin eye နေပြီးတော့ကျွန်တော်ဘာရအောင်ဆိုတော့ဒီပုံတွေကိုဘယ်မှာသုံးထားတော့ဘယ်ဟာအရင်ဆုံးသုံးထားတော့ဆိုတော့ကျွန်တော်ရှားပြလို့ရတယ်ပေါ့နော်။အဲတော့ကျွန်တော်ရဲ့ video တွေကတော့ဒီလောက်ပါပဲ။လူချင်းမင်းတို့အားလုံးစိတ်ကျဉ်းကြကြမယ်လို့တော့ယုံကြည်ပါတယ်။နောက်လည်းကျွန်တော်ဆက်ပြီးတော့ကျွန်တော်ဒီပညာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုညွှန်ပြသွားမှာဖြစ်တဲ့အကြောင်းမလို့ကျွန်တော်ရဲ့ video ကို like and share လေးလုံးဆောင်ပေးသွားဖို့အားလုံးကိုပန်ကြရပါတယ်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ